မိုင်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ညီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့နောက်ထပ်ပရိတ်လေးလုံးယူတဲ့နေ့ကိုကျွန်တော်တို့မိုင်ဆွေများအထောက်အကူရအောင်ပါနော်တနည်းနဲ့တော့အရှင်းပြပေးတော့မှာဖြစ်ပါတယ်ပရိတ်20နောက်ထပ်တစ်မျိုးဖြစ်ပါတယ်ပါနော်โอเคကျွန်တော်တို့အတူတူလေ့လာကြည့်မယ်ပါနော်ဒီပရိတ်လေးလုံးတွေ့ရင်ဒီကိုကျွန်တော်တို့ကဒီ6ရောင်းနှစ်ကနေစပြမှာဖြစ်ပါတယ် ကို6နှစ်ပါနော်ယူရင်ဒီကဒီရှေးဆုံးထိပ်စီပါနော်ရှေးဆုံးဒီကိုကိုကျွန်တော်လေးနဲ့မြောက်มาဖြစ်ပါတယ်ကိုလေးလီဒီ36ရရတယ်ဗောနော်36ကိုအနောက်ကရှောက်ပေးယူပြီးတော့နောက်ထပ်အနေနဲ့နေ့နဲ့ပုံတေထပ်ပေါင်းပေးမှာဖြစ်ပါတယ်6ရက်နေ့ရပေါင်းရှင်ချင်ရတယ်ဗောနော်7ကို3နဲ့ပေါင်းတာ7 8ကို2ပေါင်း3 3ကို2ပေါင်းရှင်5 ှင်းတေတုံးကပြိလေးလုံးမှာဖြစ်ပါတယ်ရှင်းတေတုံးကပြိမှာဒီကိုးချောင်းနေပြီးတော့နောက်ထပ်တစ်ပြင်မှာတုံညာလေးလေးရှားပေးသွားတယ်ပေါ့နော်ဒါကြောင့်မို့ဒီတုံညာလေးလေးကနန်းသုံးလုံးပေါင်းရှင်းကရှင်းပြိဖြစ်ပါတယ်တုံညာလေးလေးပေါင်းရှင်ခြေပရိတ်ခြာပြီးသွားတယ်ဗောနော်၈၃၅ထဲကခြေပရိတ်တုံညာလေးလေး အဲ့ဒီတုံညာလေးလေးတပင်ကနေကျွန်တော်တို့အပေါ်ကယူမျိုးယူတဲ့ဤတိုင်းပဲပေါ့နော်ထပ်ပြီးတွက်ပြမှာဖြစ်ပါတယ်တုံညာကိုလေးနဲ့မြောင်းမှာဖြစ်ပါတယ်ဆိုတော့လေးတုံညာဒီတုံညာရတယ်ပေါ့နော်တုံညာကိုလည်းနောက်ကနေ့နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်နေ့နေ့ကို၃ပေါင်းရှင်ငါးငါးကို၄ပေါင်းခွန်ခွန်ကို၄ပေါင်းကိုဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်နေ့ငါးခွန်ကိုပရိလေးလုံးရတယ်ပေါ့နော်တုံညာလေးလေးပြီးတော့နောက်ထပ်တပင်မှာနေ့နေ့တည်ဖြစ်ပါတယ် ။ဒါကြောင့်မို့နေထိုင်နေလေတိအပိတ်ကနန်း၃လုံးပေါင်းရှင်၅ပရိချပြီးသွားတာဖြစ်ပါတယ်။ထိတ်လေပိတ်၃လုံးပေါင်းရှင်၈ပရိဒီမှာတော့ထိတ်လေပိတ်ကနန်း၃လုံးပေါင်းရှင်၅ပရိဖြစ်ပါတယ်ဗောနော်။โอเคကျွန်တော်နိနေတက်ခြာပေးသွားတဲ့အတွက်အဲ့ဒီနိနေတက်တပင်ကနေထပ်ပြီးလေ့လာရမှာဖြစ်ပါတယ်ဗောနော်နိနေတက်ဒီအရှိဆုံးထိတ်စီးနိကို၄နဲ့ထပ်မြောက်ရမှာဖြစ်ပါတယ် လေးနဲ့လေးရှင်းရတယ်ပေါ့နော်အဲ့ဒီရှင်းကိုနင်းနဲ့ထပ်ပေါင်းရှင်းတစ်စေရတယ်တုံများပဲယူပြီးတော့နောက်ထပ်အနေနဲ့တုံးနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်တုံများကိုတုံးပေါင်းရှင်းတုံးရမယ်ပေါ့နော်တုံးပေါင်းရှင်းတုံးတုံးကိုနင်းပေါင်းရှင်းငါးငါးကိုနင်းပေါင်းရှင်းခွန်တုံညာတုံးငါးခွန်ပြိသေးလုံးရတယ်ပေါ့နော်နင်းနေတည်ပြီးတော့နောက်ထပ်တစ်ပြင်မှာရှင်းလေးတုံးဖြစ်ပါတယ် ရာဂျန်ရာချစ်သိအန်နယ်လေတုံးအပိတ်ကနန်တုံးလုံးပေါင်းရှင်းက၅ပရိဖြစ်ပါတယ်ရှင်းလေတုံးပေါင်းရှင်း၅ပရိခြားပေးသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီဒီအတိုင်းပဲကျွန်တော်ရှင်းလေတုံးကနေထပ်ပြီးနောက်ထပ်တစ်ပင်ကိုတွေ့ပြမှာဖြစ်ပါတယ်ဗောနောရှစ်ကိုကျွန်တော်လေးနဲ့ထပ်မြောက်တော့ရှင်းလေဒီက30နဲ့နေရတယ်ဗောနော30နှစ်ကိုအနောက်ကနေပေးကြည့်ပြီးတော့နေနဲ့ထပ်ပေါင်းတော့၄ရမယ်၄ကို3ပေါင်းရှင်းခွန်း ခွန်ကိုနှစ်ပေါင်းချင်းကိုကိုကိုနှစ်ပေါင်း၁၁၄ခွန်ကိုတိပရိလေးလုံးထက်က၈၄၃၃ပြီးတော့၈၆၃ဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီမှာပေါင်းချင်းခုနှစ်ပရိခြားပေးသွားတယ်ပေါ့နော်၈၆၃ငနန်း၃လုံးပေါင်းချင်းကခုနှစ်ပရိခြားပေးသွားတာဖြစ်ပါတယ်။၈၆၃ကနေထပ်ပြီးတွေ့ပြမှာဖြစ်ပါတယ်။ဒီရှိကိုလေးလေးနဲ့ထမြောက်မှာပေါ့နော်။ ဆိုတော့ရှင်းလင်းဒီက30နဲ့နေရတဲ့အတွက်နေ့ကိုနောက်ထပ်နေ့နဲ့ထပ်ပေါင်းရှင်လေလေခွန်ကိုတေပရိပဲထပ်ပြီးရမှာဖြစ်ပါတယ်ရှင်းလျှောက်သုံးပြီးတော့နေ့3ည9ဖြစ်ပါတယ်နေ့3ည9ဆိုတဲ့အတွက်ကနန်းသုံးလုံးပေါင်းရှင်တေပရိဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနေ့3ည9ကနေ့ထပ်ပြီးတွေ့ပြမှာဖြစ်ပါတယ်နောက်ထပ်တပင်ပေါ့နော်ဒီနေ့ကိုလေးပေါင်းချင်းညောက်ချင်းပေါ့နော်လေးနဲ့လေးရှစ် ရှစ်ကုန်နှစ်နဲ့ပေါင်းချင်း30ရာတာဖြစ်ပါတယ်။၃ညကို3ပေါင်း3 3ကိုနှစ်နဲ့ထပ်ပေါင်းချင်း5 5ကိုနှစ်နဲ့ထပ်ပေါင်းချင်းခွန်တုံညာတုံငါခွန်ပရိမာနှစ်တုံညာကိုပြီးတော့2025ခွန်ခွန်ကိုချပေးသွားတယ်ပေါ့နော်ခွန်ခွန်ကိုတုံပရိဖြစ်ပါတယ်โอเคခွန်ခွန်ကိုတပင်ကနေထပ်ပြီးတော့တူတူလေးလာကြည့်မယ်ပေါ့နော်ဒီခွန်ကိုလေးလေးနဲ့ထမြောက်มาဖြစ်ပါတယ် ခွန်လေးဒီဒီ20နဲ့ရှင်းရတယ်ပေါ့နော်28ကိုရှင်းပေးယူပြီးတော့နင်းနဲ့ထပ်ပေါင်းချင်း30ရမှာဖြစ်ပါတယ်။၃ညကို3ပေါင်း3 3ကို2ပေါင်း5 5နှစ်ပေါင်းခွန်။၃ည3ခွန်မှာခွန်ခွန်ကိုပြီးတော့နောက်ထပ်တဲ့9ကြိမ်ပါဆိုရင်900ရှားပေးသွားတယ်ပေါ့နော်။ခွန်ပရိတ်ဖြစ်ပါတယ်။အဲ့ဒီ900နှစ်ကြိမ်ကနေကျွန်တော်၃ပြင်မြောက်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ ဒီခွန်ကိုလည်းလေးနဲ့ထမြောက်တော့ခွန်သေးဒီက20နဲ့ရှင်းရတယ်ပေါ့နော်အဲ့ဒီရှစ်ကိုလည်းနင်းနဲ့ထပ်ပေါင်းရှင်း30ရတယ်တုံည3 9ခွန်ပြိပဲထပ်ပြီးရတာဖြစ်ပါတယ် Okay ခုနှစ်ရပြီးတော့3ခွန်ခွန်ပေါ့နော်3ချိန်မှာ3ခွန်ခွန်ခြားပြီးတော့လာဖြစ်ပါတယ်ဒါကြောင့်မို့ကနန်း၃လုံးပေါင်းချင်းခုနှစ်ပြိပဲထပ်ပြီးချပီးသွားတာဖြစ်ပါတယ်။၃ခုခုပြီးတော့ကျွန်တော်ဒီ၃ခုခုအနေနဲ့နောက်ထပ် လေးချိန်မြောက်သပင်ကိုထပ်ပြီးတွေ့ပြမှာဖြစ်ပါတယ်။သုံးဒေးဒီကဆက်နေရတယ်ဗောနော်ညကောလည်းနေနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။နေအပေါင်းနေဆွေအတွက်ပေါင်းရှင်းလေးလေး၃ပေါင်းရှင်းခွန်ခွန်ကိုနေနဲ့ပေါင်းကိုကိုနေက71လေးခွန်ကိုတင်မှာ၃ခွန်ခွန်ပြီးတော့ရှိကိုလေးဖြစ်ပါတယ်။ရှိကိုလေးဆိုတဲ့အတွက်ကဏ္ဍ၃ပေါင်းချင်း20နဲ့တိပေါ့နော်တိပလေးဖြစ်ပါတယ်။ โอเค6 6 4တပင်ကနေကျွန်တော်5ချိန်ကိုတွဲပြมาဖြစ်ပါတယ်ဗောနော6 6 4ဆိုရဲ့အတွက်အဲ့ဒီရှင်းဆုံးထိပ်စီ6 6 4နဲ့မြောက်တော့ရှင်းလေးလီက30နဲ့နေရတယ်ဗောနော30နှစ်ကိုနှစ်ပဲယူပြီးတော့နှစ်နဲ့ထပ်ပေါင်းရှင်းလေး၄၉၉တိပရိထပ်ပြီးရတာဖြစ်ပါတယ်9 6 3ချပေးသားတယ်ဗောနော9ချိန်မှာ9 6 3ဆိုတဲ့အတွက်9ရက်6ရက်3ရက်ကနန်း3လုံးပေါင်းရှင်း4ပြည့်ဖြစ်ပါတယ် โอเคကျွန်တော်တို့6ချိန်အတွက်ပရိတ်၄လုံးကိုထပ်ပြီးတွေ့ပြမှာဖြစ်ပါတယ်ဒီ9လေးဒီ20ရမယ်ပေါ့နော်20ဆိုတဲ့အတွက်အနောက်ကတော့များတစ်လုံးယူပြီးတော့နေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်နေနေကို3ပေါင်းရှင်း5ကိုနေပေါင်းရှင်း9ခုနှစ်ကိုနေပေါင်း9ဆိုတဲ့အတွက်ဒီပရိသေးလုံးအတွင်းအရာ2509ပရိကြာတာဖြစ်ပါတယ် ဒီတုံညာလေးလေးကနေ စားပြီးတော့အဲ့ဒီပရိလေးလုံးချပေးလာတာတွေ့ရတယ်ပေါ့နော်တုံညာလေးလေးကနန်းတော်လုံးပေါင်းရှင်ရှိပြိနိနိတေပေါင်းရှင်ကနားပြိ600ရတေးရ300ရပေါင်းရှင်နားပြိ663ပေါင်းရှင်9ပြိနိတုံညာကိုအဲ့ဒီကနန်းတော်လုံးပေါင်းရှင်2ပြိ009က3ပြိ93များ3များက9ပြိဖြစ်ပါတယ်300က9ပြိ694က3ပြိပေါ့နော်963က လေးပရင်ဖြစ်ပါတယ်ခရောကျွန်တော်ဒီ6ကြိမ်မှာတော့နေ9ခု9ပရိတ်စုပြီးရတာဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ဒါပရိတ်၄လုံးဖြစ်ပါတယ်ကျွန်တော်ရှေ့မှာ တင်ပေးထားတဲ့ပရိတ်၄လုံးနှစ်ပင်ချာယူတဲ့နေ့ရှိတယ်ဗောနော်အဲ့မှာတုံများနဲ့၃ပေါင်း၃၃၄ပြပြိထဲက၃၉၅ခုနှစ်ပြိချောင်းချောင်းပေါင်းရှင်းနှစ်နှစ်၃၅ခုထဲက၄၈၃ပြိ ်693 693 3ခဏန်းတုံးလုံးပေါင်းရှင်း10ပြိပေါ့နော်ဒီနေ့3လေးပြိထဲက10ပြိ669ခဏန်း695ပြိထဲက9ပြိ665ပြီးတော့ဒီ693ပြိထဲက115ပြိပြီးတော့ဒီမှာဒီပြိ139ပေါ့နော်နှစ်ပြင်ချာယူတဲ့ပြိယူလေးနေ့ဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့93 8905ပြိလေးလုံးဖြစ်ပါတယ် ဆိုတော့အဲ့ဒီနှစ်ခုဆိုရင်ပေါ့နော်နှစ်ခုစလုံးဆိုရင်တော့ကျွန်တော်အဲ့မှာ9.9ပြိအားကောင်းတော့မှာဖြစ်ပါတယ်ပေါ့နော်8.5ဆိုတဲ့အတွက်အဲ့မှာပြိသုံးလုံးစလုံးပေါ့နော်9.9ပြိဖြစ်ပါတယ်โอเคအဲ့ဒီ9.9ပြိသုံးလုံးထဲကနောက်ထပ်အနည်းနဲ့ကျွန်တော်ထပ်ပြီး အကောင်းဆုံးပြိချာမယ်ဆိုရင်ပေါ့နော်နောက်ထပ်ပြိ၅လုံးယူတဲ့နေ့ထပ်ပြီးပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီပြိ၅လုံးယူတဲ့နေ့အနေနဲ့နပင်ချာပြိယူတဲ့နေ့ဖြစ်ပါတယ်။၅လေးလေးအနေစာမယ်ပေါ့နော်။၄၃၂၈၅၅မှာ၃ပြိ၅လေးလေးအဲ့မှာခုနှစ်ပြိ၃ကုန်က၃ပြိ၄၈နဲ့၄၈၅ပြိ၆ကုန်တော့ရှစ်ပြိ၅၃၃ပေါ့နော်။အဲ့မှာ၁ပြိ၆၆ခုနှစ်ဖြစ်ပါတယ်။ 6666ရှင်းနေနေပေါင်းရှိပါတော့အဲ့ဒီမှာ6669ခုနှစ်ပြည့်ဖြစ်ပါတယ်ဒီပြည့်ခုနှစ်ပြည့်ဒီမှာတော့6669ဆိုတဲ့အတွက်ကျွန်တော်909တဲ့ကအဲ့မှာခွန်ရ9ရပို့ပြီးအားကောင်းတော့မှာဖြစ်ပါတယ်ပေါ့နော် Okay ဒီ3မျိုးစလုံး3ပြုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီ3မျိုးထဲကအကောင်းဆုံးဆိုရင်တော့ကျွန်တော်အဲ့မှာတူနေတာက ခွန်ကိုပြိပူပြီးအာတာသွားမှာဖြစ်ပါတယ်ဗောနော်โอเคခွန်ရဲ့ကိုရဲ့ပြိဗောနော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အမိုက်ဆွေတို့ဒီအောင်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ